မိန်းကလေးများတွင်စိတ်ဖိစီးမှုကြောင့်စီထိတ်မရခြင်းအတွက်ကုသမှုရွေးချယ်စရာမျိုးမျိုးရှိပါသည်။ဤအနက်တွင်ထိမ့်သိမ်းဆောက်ရှောက်မှုလည်းပါဝင်ပြီးရင်းတွင်ကိုယ်လေးချင်းရှော့ချခြင်းရင်းနှင့်ပတ်သက်တဲ့စီမံခန့်ခွဲမှုနှင့်ပေဗရီချတာလေးချင်းပဲများပါဝင်နိုင်ပါသည်။ ဤအရာများအပြင်စီအိတ်လေ့ကျင့်ကလည်းအထောက်အကူဖြစ်နိုင်ပါသည်။သို့တော့ဤကုသမှုများအပေါ်တုတ်ပြန်မှုမရှိသောပြင်းထန်သောစိတ်ဖိစီးမှုစီးထိမရခြင်းရှိသောမင်္ဂလေးချို့အတွက်ခွဲစိတ်ကုသမှုသည်တင့်တော်သောရွေးချယ်စရာတစ်ခုဖြစ်နိုင်ပါသည်။စိတ်ဖိစီးမှုကြောင့်စီးထိမရခြင်းသည်မင်္ဂလေးများအတွက်ရှက်လောက်စရာဖြစ်နိုင်ပြီးဘဝအရေးတွေးကိုထိခိုက်စေနိုင်သလိုလူမှုရေးလှုပ်ရှားမှုအလုံးမှလည်းဝေးကွာစေနိုင်ပါသည်။ထို့ကြောင့်ဤအခြေအနေရှိပါကမင်္ဂလေးများအနေဖြင့်ရင်းကိုကုသနိုင်သည့်ပြင်းထန်သောလဲစီမံခန့်ခွဲနိုင်သည့်ဆိုတာကို နားလည်သိရှိထားရမည်မှာအရေးကြီးပါသည်ထိမ့်သိမ့်ဆောက်ရှောက်မှုအပေါ်တုတ်ကြံမှုမရှိသောမိန်းကလေးများအတွက်ရွေးချယ်စရာများကပါတွင်လဲဤမျိုးသောမိန်းကလေးများအတွက် sling posture များ midwifery state သို့မဟုတ် vertical posture suspension ကဲ့သို့သောရွေးချယ်စရာများရှိပါသည် ဤလုပ်ငန်းစဉ်၃မျိုးလုံးသည်အများစုသောမင်္ဂလိများအတွက်ထီယာမူမီအန်ဒီရေရှည်တည်တံ့သောရလတ်များပေးနိုင်တော်လဲနီတိလူနာမျိုးစားအတွက်နီတိလုပ်ငန်းစဉ်ကပိုတင့်တော်သည်ဆိုသည်မှာကွဲပြားမှုရှိပါသည်ထို့ပြင်တခုချင်းစီတွင်ရေရှည်အတွက်သတိပြုရမည့်အကျိုးသက်ရောက်မှုအချို့လည်းရှိမိပါသည်မင်္ဂလိများအနေဖြင့်ဤအချက်များကိုသိထားသင့်ပါသည် Midwestro Sling တက်စင်ထားသောမင်္ဂလိချို့တွင်တဘာဝမဟုတ်သောအမင်းကိုအတုံးပြူခြင်းနှင့်ဆက်ဆက်သောတေသနာများဖြစ်ပေါ်နိုင်ပါသည် EAD stress and contingency ခွဲစိတ်မှုတွင်မကြာခဏမဖြစ်ပေမဲ့အသုံးပြုသောမက်ရှိရေးအတွက်သည်အလွန်မင်းနေပါတော့လေတခါတလေတည်တနာဖြစ်စေနိုင်သဖြင့်မိန်းကလေးများအနေဖြင့်လုပ်ငန်းစဉ်ပြုလုပ်မီဤအကြောင်းကိုတည်ထားသင့်ပါသည်အောက်ထပ်ကလုပ်ငန်းစဉ်များသည်အနှဲငယ်ပုံမှန်ဝင်ရောက်ဆွတ်ဖက်မှုများတော့လေရေရှည်တည်တံ့သောရလတ်များပေးနိုင်ပြီးတဘာဝမဟုတ်သောမက်ရှာအသုံးပြုမှုနှင့်ဆက်ဆက်သောတည်တနာအချို့မရှိပါ Vertical suspension သည် အခြားလုပ်ငန်းစဉ်တစ်ခုနဲ့နိုင်ရှင်မာကထိရောက်မှုနေပါသဖြင့်ယနေ့ခေတ်တွင်ကဘာတဝမ်းလုံးတွင်လည်းမကြာခဏအသုံးပြုလို့သည့်နီးလမဟုတ်တော့ပါထို့ကြောင့်ယခုအခါတွင်အများဆုံးအသုံးပြုသောလုပ်ငန်းစဉ်များမှာ Midwestern Slim များနဲ့ Outlook of Slim များဖြစ်ပြီးလက်မျိုးစလုံးသည်ထိရောက်မှုမြင်ပြီးရေရှည်တည်တံ့သောရလဒ်များပေးနိုင်ပါသည်ဤဒီမှာခနာကွာတွင်ဝင်ရောက်မှုနေသောလုပ်ငန်းစဉ်တစ်ခုဖြစ်ပြီးခမန်းအဖြစ်တနအီဝင်းကျင်သာကြာမြင့်ပါသည်ဒေကာရတူမဟုတ်တရရဲ့ထဲတက်ရောက်၍ပြုလုပ်နိုင်ပြီးနာလန်တူအနေငယ်သာလိုအပ်ပါသည် အမျိုးသမီးအများစုသည်တာရှိခံသောရလက်များဖြင့်တုတ်ပြန်တော်လဲလှုပ်ထုံးလုံနည်းနှင့်ပတ်သက်သည့်မတက်မတာသို့မဟုတ်နာကျင်ခြင်းသို့မဟုတ်ကွက်ကွက်နှင့်ဆက်ဆက်သောပိုးဝင်ခြင်းသို့မဟုတ်ကွက်လက်နှင့်ဆက်ဆက်သောပိုးဝင်ခြင်းရှိနိုင်သောအမျိုးသမီးများ၏အချိုးအစားနည်းငယ်ရှိပါသည်ဤလုံငန်းစင်များဤအကျိုးတရားမှုများကိုအချိန်တိုနှင့်အချိန်ရှည်နှစ်ဖက်စလုံးတွင်နားလည်နိုင်ရန်ဆရာဝန်နှင့်လူနာကြားအသေးစိတ်ဆွေးနွေးပြောဆိုမှုတေချာစွာအကြံဉာဏ်ပေးမှုများကိလို့ချင်းမှာအလွန်အရေးကြီးပါသည် တင့်တော်သောလူနာကိုရွေးချယ်နိုင်ခဲ့ပါကရလက်များသည့်အချင်းရှိကြတီတက်နိုင်ကြောင်းတည်ပြထားပါသည်